ထောက်တော်လှအောင်ရဲ့ဓိနှင့်အခြားအိန္ဒိယဝိထုတို့များအပိုင်း၄ညင်ဧဂရီဆိုတဲ့ဝိထုတို့လေးကိုတင်ဆက်လိုက်ပါတယ်ရှင်ဒီမိသားစုကြီးတစ်ခုလုံးရဲ့ဝင်ထုတ်ဝင်ပိုးတွေဟာမင်းပခုံးပေါ်ကိုပိကျလာတယ်လို့ဆိုလိုချင်တာလားဟုတ်ကျွန်တော်အလိုလိုပြန်မေးမိသည်ဒါကိုဝင်ထုတ်ဝင်ပိုးလို့ရှင်ကဆိုလိုချင်သလား ကျမကလေးဤဝေကလေးကကျမဘဝအတွက်လိုအပ်တာတွေအလုံးကိုအမေကဖြစ်စည်းပေးခဲ့တယ်ပညာသင်ပေးခဲ့တယ်လူမာရေးကြရှိလာအောင်တုံတင်ဆုံးမခဲ့တယ်ပြုစုပြောထောင်ခဲ့တယ်အဲ့ဒီလိုပဲကျမအမရဲ့သားသမီးကလေးတွေလူတလုံးသူတလုံးဖြစ်လာအောင် ပြုစုပြောထောင်ပေးဖို့လေကျမမှာတာဝန်ရှိလာတာပေါ့သူတို့ကိုကျမပညာသင်ပေးရမယ်တံပိုးရှိတဲ့နိုင်ငံသားဖြစ်အောင်မိအောင်မြောက်ပေးရမယ် ဒါပေမဲ့မင်းလည်းပညာရက်တယောက်ပဲဘောဇာဟိုတယ်တခုမှာဘောဇာဖျော်ပြမှုတွေလုပ်နေမဲ့အစားလူယိုတီရှင်ယိုတီဖြစ်မဲ့အလုပ်တစ်ခုခုကိုဘာဖြစ်လို့မရှာတာလဲယုံတယုံယုံမှာအတွင်းရမှုအလုပ်မျိုးကိုဘာကြောင့်ကျွန်တော်စကားမဆုံးမီသူအားရပါရရီချလိုက်ပြန်သည်ကျွန်မအခုလောက်နေတဲ့အလုပ်နဲ့ယုံတယုံယုံကအတွင်းရမှုအလုပ်ချာမှာ ဘယ်လိုဌာနာချက်ရှိရဲဆိုတာကတော့ကျမတို့မတွေးတတ်ဘူး။ခဏရီကတော့နေရာတကာမှာရှိနေတာပါပဲရှင်။အနည်းရီကလည်းတူတူတွေကြီးပါပဲ။ဒါပေမဲ့ဒီเจ้าတွေကိုကျမတို့ဆွေးနွေးဖို့မတော်ပါဘူးလေ။တနေ့ကောင်အိမ်လောက်တွေနဲ့ကျမမှာဆဲဆက်တယ်လို့ဖြစ်နေတယ်။နေပြထားတဲ့အမေနဲ့လူဝမဲကလေးနှစ်ယောက်ရဲ့ဝေယဝေစာလုပ်ငန်းတွေကိုလုပ်ပေးရတယ်။ညဘက်မှာသူတို့အားလုံးအိတ်သွားကြတော့မှပဲ။ အင်းမြေကိုကျမထွက်နိုင်တော့တယ်ဒါကြောင့်အခုလုံနေတဲ့အလုပ်ကကျမအတွက်အသင့်တော်ဆုံးအလုပ်ဖြစ်နေတာပေါ့ရှင်သူဆိုလိုခြင်းတဲ့သဘောကိုခုမှပင်ကျွန်တော်သဘောပေါက်နားလည်ပါတော့သည်ကျွန်တော်အကြကြီးငြိမ်နေမိသည်ပြီးတော့မှသူ့ဘက်ကိုလှည့်ကြည့်သည်ယောက်ျားယူဖို့ကိစ္စကိုမြန်မင်းမစင်စားဘူးလားထိုမိကုန်းကိုစိတ်မက်မတင် မေးလိုက်မိခြင်းဖြစ်ပါသည် ဘာရန်လို့တော့မဟုတ်ပါမိမပြောကြီးအမှုရာကို မြင်တွေ့လိုက်ရသည်နှစ်တပြိုင်နက်ကျွန်တော်စကားမှားသွားပြန်ပြီဖြစ်ကြောင်းချက်ချင်းသိရှိလိုက်ပါသည်ထုံမီကူကိုသူပြန်မဖြေဘဲနေလင်ကောင်းမီဟုထင်မိပါသည် သို့တော်လည်းသူကဖြေပြအောင်ပြန်ဖြေသည်သူပြေသည့်စကားများကိုယနေ့ထက်တိုင်ကျွန်တော်ကြားရအောင်နေမိပါသေးသည်။ယောက်ျားယူဖို့ကိစ္စဟွန်း ယောက်ျားယူဖို့ဆိုတာကျမနဲ့ပဲလို့မှမပတ်သက်တဲ့ကိစ္စတခုပါရှင်။ကိုတချမ်းတင်နေတဲ့အမေဂီလာနာကြီးတယောက်ရဲ့တမီးဟာဘယ်လိုယောက်ျားနဲ့မှလက်ထက်လို့မဖြစ်နိုင်ပါဘူး။နောက်ပြီးတော့ကျမဟာအမေမရှိတော့တဲ့လူမမယ်ကလေးနှစ်ယောက်ရဲ့အမေလည်းဖြစ်နေသေးတယ်လေ။ဒီလိုကျမဘယ်လိုလုပ်ပြီးယောက်ျားယူလို့ဖြစ်နိုင်မှမလဲရှင်။ယောက်ျားယူလိုက်ရင်အမေနဲ့တူတူမလေးတွေရဲ့တာဝန်ကို ကျမ ဘယ်ယူနိုင်တော့မှလဲသူတို့ကိုဘယ်လိုလုပ်ပြီးစောင့်ရှောက်နိုင်တော့မှလဲသူတို့ရဲ့တာဝန်တွေကိုမယူနိုင်တော့ဘူးဆိုရင်ကျမကတကူကောင်းဆန်ရကြသွားတော့မှာပေါ့ယောက်ျားယူတဲ့အလုပ်ကိုကျမမဖြစ်ဖြစ်တန်နည်းနဲ့ရှောင်ရမယ်လေရှောင်နဲ့ရှောင်ချင်ပါတယ်သူ့အတန်ဒီတုံရင်စားပြုလာသည်သို့တော်လည်းချက်ချင်းဆိုသလိုပြန်ပြီးတည်ငြိမ်သွားသည်သူ့အတက်ရွယ်ကလေးနဲ့မလိုက်အောင် သူ့ကိုယ်သူထိမ့်သိမ့်နိုင်စွမ်းရှိသူဖြစ်ပါသည် ခြေပြောသောမြို့ကြီးတစ်မြို့ဤအမောင်ရိတ်ဖုံးလွှမ်းရာကြီးစိုးရာမြို့စွန်တောင်တထောင်မှာယခုလိုစိတ်တက်ကြန့်ခိုင်သောမိမိမျိုးကလေးတယောက်နေကျွန်တော်လာရောက်တွေ့ဆုံနေရခြင်းဖြစ်ပါသည်လူသားစိတ်ကြအပြည့်ဝရှိသောမိမ့်မကယ်ကလေးတယောက်နှင့်လာရောက်တွေ့ဆုံနေရခြင်းဖြစ်ပါသည်ဒီလိုနေရာမျိုးမှာဒီလိုမိန်းကလေးမျိုးကို တွေ့ရလိမ့်မည်ဟုဘယ်တော့ကမှစိတ်ကူးတဲ့တွင်မထင်ခဲ့ဘူးပါကျွန်တော်ဤရင်ထဲမှာ ၊ကျင်နာစိတ်များ၊တနာကရုဏာစိတ်များဖြင့်တင်းကျပ်နေတော်သည်။ထာယာမကျွန်တော်ဖြင်းညင်းစွာထရက်သည်။ခလေးငယ်နှစ်ယောက်အိတ်နေသည့်အိတ်ခမ်းထဲသို့ဝင်သွားပြီးကျွန်တော်၏ပတ်စံအိတ်ကိုခလေးနှစ်ယောက်အနားမှအသာချထားပေးခဲ့သည်။အပြင်ခမ်းမှအဖွားကြီးသည်မျက်လုံးအစုံကိုမှိတ်ထားသည်။ကောင်းနေတော့လက်တစ်ဖက်ပြင်ပတိစိတ်နေသည် သူမျက်လုံးဖွင့်ကြည့်ပါစေဟုကျွန်တော်ဆုတောင်းမိသည် ပြန်လုံးဖွင့်ကြည့်ရင်သူ့ကိုနှုတ်ဆက်ပြီးကျွန်တော်ပြန်တော့မည်ထိုမျော်လင့်ချက်ဖြင့်သူ့ရှင်မရက်ပြီးမျက်လုံးဖွင့်မိအချိန်ကိုခဏကြာအောင်စောင့်နေမိသည်ကျွန်တော်၏လှုပ်ရှားမှုများကိုမိမ့်မဖြူကရှင်းမိသွားလေသည်အဖွားကြီးနားမှကျွန်တော်ရက်နေတော့ကလေးများအိတ်ခမ်းသို့မိမ့်မဖြူကဝင်သွားသည်ပြီးတော့ရည်ရည်မောမောဖြင့်ပြန်ထွက်လာသည်ကျွန်တော်ကိုလည်းလာသာဆောင်သို့ ပြန်ဆွဲခေါ်၍ထွက်ခဲ့သည် ကလေးများပေးမှကျွန်တော်ချပေးထားခဲ့သည့်ပန်းစံအိတ်ကို ကျွန်တော်လက်ထဲပြန်ထုတ်ထည့်ပေးသည်ဒီပန်းစံကမင်းကိုကိုပေးရမှာမဟုတ်ပဲကလေးတွေအတွက်မဟုတ်ဘူးပဲဘူးဖြစ်ပေးတာပါဒါလောက်တော့ကိုကိုတတ်နိုင်ပါတယ်ကိုရနေတဲ့လာကကလည်းကိုလိုရာထက်ပိုပါတယ်ဘယ်သူကမှလည်းထောက်ပံ့စရာမလိုပါဘူးစိတ်ဆင်းမဲ့သူလည်းမရှိပါဘူးတခါတရံတော့လည်းကိုဟာတကူကောင်းဆန်တဲ့ဘွားမျိုးကလွတ်မြောက်ချင်ပါတယ်တယောက်ယောက်ကိုကူညီတဲ့အနေနဲ့ ို့တော့ကျွန်တော်စကားကိုစုံအောင်ဆက်ပြောခွင့်သူမပေးပါစိတ်လုံရှားသောလေတန်နဲ့သူကဖြတ်ပြောသည်ရှင်ဘာဖြစ်လို့ဒီလောက်တောင်နားဝေးနေရတာလဲကျမကုကုံတိတ်ခါလေးနဲ့ကိုနင်းနေတာရှင်မကြည့်ချင်ဘူးလားကျမဘလောက်တောင်စီးရဲတယ်ဆိုတာကို ပြရအောင်ရှင့်ကိုအင်ခေါ်လာတာမဟုတ်ဘူးကျမဘဝကိုကျမဂုံယူတယ်ကျမနဲ့ပတ်သက်ပြီးရှင်အထင်မြင်တပြိုးဖြစ်အောင်မင်းစိတ်ထဲမှာအဲ့ဒီလိုထင်းနေလား ကိုကမင်းနဲ့ပတ်သက်ပြီးအထင်မြင်လွဲမှားနေတယ်ဆိုရင်တော့မင်းအတွက်တိတ်ကိုထိခိုက်သွားပြီလားလူတိုင်းလူတိုင်းမှာတို့ထင်ချင်ရထင်မြင်နိုင်ခွင့်ရှိပါတယ်လူတိုင်းကဒီလိုထင်ကြတာ ਉ ချားလူတွေကချားလူတွေပဲလေရှင်းရရှင်းမယ်ချားသူတွေနဲ့တူတာမှမဟုတ်ပဲကျမရဲ့စိတ်ချမ်းသာမှုအတွက်ရှင့်ကိုဒီကိုခေါ်လာတာချားလူတွေကကျမကိုထင်ချင်ရထင်နိုင်ပါတယ်ဒါမဲ့ ှစ်အနေနဲ့ကတော့မိမမျိုးဤတန်မှာထိုနေရာတွင်စို့နှင့်ပျောက်ွယ်သွားလေသည် စကားဆက်မပြောနိုင်တော့အောင်ဖြစ်သွားလေသည်ကျွန်တော်မှားသွားပြန်ပြီဖြစ်ကြောင်းတဖြည်းဖြည်းသဘောပေါက်လာမိတော့သည်သူ့လိုအသက်အရွယ်ငယ်နှုသေးသည့်မိမမျိုးကလေးတစ်ယောက်သည်ဤ၍ဤများထီအောင်ရင်ကျက်နေလိမ့်မည်ဟုကျွန်တော်မတင်မှတ်ခဲ့ပါ အတွေ့အကြုံလည်းမရှိခဲ့ပါ ကျွန်တော်အလုံးလုံးနေရင်တင်ငယ်သလိုဖြစ်သွားတော့သည် ကျွန်တော်ကိုခွင့်လို့ဖို့တောင်းမှန်စကားပြောဟန်ပြန်လိုက်သည့်အချိန်မှပင်မင်းမပြိုကတည်ငြိမ်သွားပြန်သည် သူကိုယ်သူထိန်ထိန်သွားနိုင်သည်ကို တွေ့ရသည်ကျွန်တော်လက်ထဲမှာရှိနေသောပတ်စံအိတ်ကိုဖြတ်ခနဲဆွဲယူလိုက်သည်ပတ်စံအိတ်ကိုဖွင့်ပြီးအထင်းမှရှာသည်ကြက်တံတရွက်ကိုထုတ်ယူက blocks အင်ကြီးထဲမှာထည့်ထားလိုက်သည် ပတ်စံအိတ်ကိုကျွန်တော်လက်သို့ပြန်ကန်းပေးရင်လဲတည်ငြိမ်စွာပြောသည်ကျွန်မအတွက်တစ်ခုလောက်လုပ်ပေးနိုင်မလားရှင်သူ့မျက်လုံးစုံထဲမှာတောင်းမန်တိုးလျှောသည့်အမူအရာများအပြည့်မြင်နေရသည် ထို့ကြောင့်လောက်ပေးမိဖြစ်ကြောင်းကျွန်တော်သဘောတူလိုက်သည်ဒီလိုဆိုရင်ကျွန်မကိုတိတိကြကြခရီးပေးပါရှင်ပြောမှသာပြောပါလေကိုဘလို့ခရီးပြူပေးရမှာလဲ ဘာကြောင့်ဆက်မပြောဘဲမင်းစကားရက်လိုက်ရတာလဲဒါပေမဲ့ရှင်ခရီးတီးပါမလားမိမမျိုးကမယုံကြည်သည့်အမှုရာဖြင့်မေးသည်တီးပါတယ်ကဲဘာလဲပြောအယောင်တောက်နေသည့်သူ၏မျက်လုံးများကြည်လင်ရွှင်ပြလှသည့်သူ၏တံများနှင့်စောစောကလေးတို့ကကျွန်တော်ကိုကင်တွယ်လိုက်သည့်သူထိတွေ့များသည့်ကျွန်တော်၏စိတ်ကိုတင်ငယ်အောင်ဖန်တီးလိုက်သည်ထင်၏ သူဘာပြောပြောနားထောင်ဖို့အသင့်ဖြစ်နေမိသည်သူဘာတောင်းတောင်းပေးဖို့အသင့်ဖြစ်နေမိသည်မိမပြောကကျွန်တော်ဤလက်နှစ်ဖက်ကိုဆွဲယူကပူးကန်ပြန်သည်ဒီလိုဆိုရင်ဒီဘက်ကိုဘယ်တော့မှမလာပါဘူးဆိုတာခရိပေးပါရှင်ကျမနေနေတဲ့ဒီဘက်ရက်ွက်ကိုဒါမဟုတ်ပါဘူးကျမအလုံးလုံးနေတဲ့တက်တန်ရောင်စားတောက်ဆိုင်ကိုပါနောက်ထပ် မလာတော့ပါဘူးဆိုတာကိုခတိပေးပါ။နောက်ပြီးတော့ကျမနဲ့တွေးဖို့ရော ကျမနဲ့စကားပြောဖို့ကိုပါဘယ်တော့မှမကြိုးစားပါဘူးဆိုတာကိုလည်းခတိပေးပါ။ကျွန်တော်ဒီပါကိုမှနားမလည်နိုင်အောင်ဖြစ်သွားတော့သည်။သူ့ဤတောင်းဆိုချက်များသည့်ထူးဆန်းလွန်ပေစွာအစဉ်လာများနှင့်ဆန့်ကျင်လွန်ပေစွာသူ့လိုချစ်စရာကောင်းပြီး တက်ကြွနေသောမိမပြူချောချောငယ်ငယ်ကလေးနှင့်အပေါင်းအသင်းဖြစ်ကား တဘူးတရွယ်ရွယ်သွားလာနေထိုင်ရမည်ဆိုရင်မိမြကောင်းချိန်မီနီးဟုကျွန်တော်စဉ်းစားနေဆဲဖြစ်ပါသည်ဒီလိုချိန်မှာပင်တူးဆန်းသောတောင်းဆိုချက်များကိုသူကတောင်းဆိုလာလေသည်နောက်ပြီးတော့သူမျက်လုံးအိမ်ထဲမှာလဲမျက်ရည်တွေဝိုင်းနေသည်ဘလို့ဖြစ်တာလဲကွယ်ဒါလောက်တူးဆန်းတဲ့တောင်းဆိုချက်တွေကိုဘာကြောင့်များမင်းတောင်းဆိုရတာလဲ ကျေးဇူးပြုပြီးတော့ဒီဘက်ကိုဘာမှမမေးပါနဲ့တော့ရှင်ရှင်ဂရိဒီမယ်မဟုတ်လားပြောပါအောင်ရှင်ပေးခဲ့တဲ့ဂရိကိုတီအောင်ထိမ့်မယ်မဟုတ်လားသူစကားကိုပြောတော့ကသူ့ကိုယ်သူမင်းကြီးချုပ်တီးထားပုံရလေသည်ငိုချမိမိကိုလည်းစိုးရင်ထိမ့်နှံ့နေပုံရပါသည် မိမကိုရိုးရိုးသားသားဂရိပေးခဲ့တာပါကိုပေးခဲ့တဲ့ဂရိကိုတီအောင်ကိုထိမှပါပဲဒါပေမဲ့ဘာကြောင့်ဒီလိုဂရိမျိုး တောင်းရတယ်ဆိုတာကိုတော့ကိုသိချင်တယ်မင်းကြောင့်ကြောင်းပြချက်လားမိမမျိုးကမျက်လွာချလိုက်လေသည် ကျွန်တော်လက်နှစ်ဖက်ကိုလည်းပြန်လှုပ်ပေးသည်ကလထိုင်းတစ်လုံးပေါ်မှာထိုင်ချလိုက်သည်ပြီးတော့မှ မော့မကြည့်ပဲပြောသည် ဘာကြောင့်လဲဆိုတော့ရှင်ဟာကျမကိုကျင်နာနေပြီကိယနာတက်နေပြီရှင်ရဲ့ကျင်နာတရားတွေကရုဏာတရားတွေကိုကျမမြင်နေရပြီဒါကြောင့်ရှင်ကိုကျမကြောက်တယ်ရှင်လိုစစ်မှန်တဲ့ကျင်နာတရားတွေကရုဏာတရားတွေကျမပေါ်မှာဘယ်သူမှမထားခဲ့ဘူးသေးဘူးနောက်ပြီးတော့ရှင်သိပါတယ်လေ ရှင်းလို့ပြောပြီးပြီပဲကျမဘဝမှာချစ်ဆိုတာကိုစိတ်မကူရဲတော့ပါဘူးစိတ်ကူးလို့လည်းမဖြစ်တော့ဘူးရှင်းကိုကျမနေတိုင်းတွေ့နေမြင်နေရမယ်ဆိုရင်ကျမတဲ့နှလုံးတွေလှုပ်ရှားလာတော့မယ်စိတ်ကူးရင်အိမ်မက်တွေကိုမက်ချင်းလာတော့မယ်စိတ်ကူးရင်ကဘာအထီးတဲကိုအရောက်သွားချင်တော့မယ် အဲ့ဒါတွေကိုအစပြောလာပြီဆိုရင်တနာစရာကောင်းတဲ့ကျမရဲ့အမေဘယ်လိုဖြစ်သွားမလဲအမေမဲ့ဒါရှင်နေငါလို့ဖြစ်နေရှားတဲ့ဟိုကလေးနှစ်ယောက်ဘယ်ဘဝရောက်သွားမလဲကျမချစ်သူရဲ့ရှင်ခွင်တဲကိုလည်းကျမဘဝကို ဖုံးအပ်နိုင်မှာမဟုတ်ဘူးဂီလာနာအမေနဲ့အာကိုရာမဲ့ကလေးတွေအတွက်လည်း จนเจนคันยัดตีနိုင်မှာမဟုတ်ဘူးသူတို့အားလုံးရဲ့ဘဝမှာကျွန်မဖြစ်ရှိရင်မဖြစ်ဘူးလေကျွန်တော်တစုံတရာပြန်လဲပြောဆိုနိုင်ခြင်း မရှိမီမှာပဲမင်းမပြူကအတနာခံတော့လေးတန်လေးနှစ်ပြောပြန်သည်ကျွန်မတောင်းပန်ပါတယ်ရှင်အတနာလဲခံပါတယ်ကျွန်မနဲ့နောက်ထပ်မတွေ့ပါနဲ့ရောနော် မိမပြိုသည်မျက်လွာချထားမြဲချထားရာမှတည်ငြိမ်သော လေတံဖြင့်ဆက်ပြောပြန်သည်တက်တန့်ရောင်စားတောက်ဆိုင်ကို ကျမသွားနေရတဲ့အကြောင်းရင်းအမှန်ဟာအဲ့ဒါပါပဲအဲ့နေရာမှာဘာရင်ချင်းမှုမှမရှိဘူးဘာအနှစ်မှ မရှိဘူးအာလုံးအကာရေးကြီးပဲအခွန်တွေးကြီးပဲယောက်ျားဆူဆူတွေကိုပဲကျမတွေ့မြင်နေရမယ်တီတော့လဲ သူတို့ကိုကျွန်မအမြဲတမ်းမုံတီးနေတော့မယ်အချစ်ပေါက်ဖွာရာကျွန်မရဲ့နှလုံးသားတွေကလည်းအမြဲတမ်းချုံခင်းသွားတော့မှာပါရှင်အိုးဖျားဖျားဒီမင်းကလေးနဲ့ပတ်သက်ပြီးဆူရှိတာမိတို့မြန်တဘောပေါက်နေပါလေသူ့လိုစိတ်ဓာတ်ရင်ကျက်သောမိမပြိုကလေးတယောက်နဲ့နှိုင်းရှင်ကြည့်မိဆိုရင်ကျွန်တော်ကိုယ်တိုင်မြည်သည့်အဆင့်တန်းသို့ရောက်သွားပါလေ စိတ်လုံရှားမှုများကိုကျွန်တော်ဘာကြောင့်မြန်တန်တရှာဖွေခဲ့မိပါလဲကျွန်တော်ဒီရှင်းလွန်းသောကြောင့်ဒီကိုယ်လုံးရှိသွေးများ ခဲကုန်ပြီဟုထင်မှတ်လိုက်ရလေသည်သူ့မျက်နာကိုတော်၎င်းသူ့မျက်လုံးစုံကိုတော်၎င်းစိစိမကြည့်ရတော့ပါမိမပြူသည်အလွန်တရာယူရညင်သာစွာဖြင့်ကျွန်တော်ကို ကလထိုင်ပေါ်မှာထိုင်စေပါသည်ပြီးတော့ ျွန်တော်ခေါင်းငိုင်းဆိုင်ကြသွားဒီကိုလည်းသူတရိထားမိပုံရပါသည်ကျွန်တော်နဲ့မျက်နှာချင်းဆိုင်ထိုင်နေရာမှသူကမေးသည်ရှင်ဘာများစဉ်းစားနေလဲကျွန်တော်ဘာမှပြန်ပြေနိုင်စွမ်းမရှိတော့ပါမင်းမဖြူကကျွန်တော်ဤမေးစီကိုယူရစွာခိုင်းပြီးမျက်နာကိုဆွဲ မော့ယူလိုက်သည် ကျွန်တော်၏မျက်ခုံးနှစ်ခုကြားကိုဖွားဖွားကလေးနမ်းပါသည်ကျွန်မဒီတဲ့ပိုပြီးရှင့်ကိုလိုလိုက်ချင်ပါတယ်ဒါမဲ့ဒီထက်ပိုပြီးတော့လည်းဖြည့်စွမ်းချင်ပါသေးတယ်ဒါပဲမဲ့ဒါပဲမဲ့ကျွန်မဘွားကကိုယ်စိတ်ကိုချုပ်တီးနေရတဲ့ဘွားပါ ဒီနေ့ကြုံရတာတွေအားလုံးကိုအိမ်မက်တစ်ခုတို့ပဲတတ်မှတ်ချင်ပါတယ်အိမ်မက်တစ်ခုမိဖြစ်တယ်လို့ပဲမိလိုက်ချင်ပါတယ်ကွယ်တို့ချင်းတိလဲကျွန်တော်စကားတစ်ခုမှပြောမထွက်တော့ပါထိုင်ရမှထပြီးတကားပေါက်ရှိရာသူဖြင်းညင်းစွာ ရှောက်လာမိတော့သည်တကားပေါက်အနာသို့ရောက်တော့ကအိမ်တွင်းမိုင်းသို့တမင်လေပြန်တစ်ချိန်ပြန်ကြည့်မိပါသည် နှုတ်ဆက်သည့်အနေဖြင့်မြောက်ပြနေသောသူ့လက်ကလေးကိုလည်းတတိမထောင်မိတော့ပါကျွန်တော်၏မျက်လုံးများကိုသူ၏ခြေပြားမှသူ၏ပြုစင်ဝင်းမွတ်သောနှစ်ဖူးသားလေးထိတိုင်အောင်တဖြည်းဖြည်းရွှေ့ယူခဲ့ပါသည်ညာလက်ကိုကျွန်တော်မြှောက်လိုက်သည်သူ့ ပခုံးပေါ်မှာဝဲကျနေသည့်မျက်နှိုးဝဲကောင်းလာသောသပင်ကလေးများကိုလက်ချောင်းလေးများဖြင့်ယူရစွာပုတ်သက်ထိုးဖွာပေးမိသည်ပြီးတော့သူကိုကျွန်တော်နမ်းလိုက်မိပါသည်နမ်းပြီးသည်နှင့်တပြိုင်နက်စကားတခွမှမပြောတော့ဘဲအောက်ထက်သို့တောက်လျှောက်ဆင်းလာခဲ့သည်ထိုဖြစ်ပျက်လေးများသည်ကျွန်တော်အတွက်အိမ်မက်မဟုတ်ပါထိုနည်းတူစွာ သူအတွက်လည်းအိမ်မက် မဖြစ်နိုင်ပါတို့တော့ညစ် agree နဲ့တော့ဝေးရမှာပဲကျွန်တော်နေလိုက်ပါတော့ဒီထုံထုံတင်းပြန်တော့သူကိုတင်းနဲ့လေးကိုသာတတတာရှူဆိုင်နေမိဒီမှာမှန်တော့လဲကျွန်တော်ထားခဲ့တော့ဂရိစကားကိုတော့မပြက်ခွဲရလေးအောင် ကျွန်တော် ထိမ့်သိမ့်ခဲ့ပါသည်နောက်တစ်ပိုင်းမှာတော့အသွင်တူတဲ့မောင်ကျင်သူကို တင်ဆက်မှာဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ဒီမှာတူတာပါ